အလုံးမဲမလားပါဒီဆက်ကလေးက25ပေါင်တော့အတုံး30ထပ်ပါတယ်25ပေါင်တော့6နာရီတပြန်ကိုအတုံး30ထပ်ပါတယ်ကျွန်တော်ဒီဆက်ကလေးကဖုန်းထဲကနေအခွင့်ပိတ်လုပ်လို့ရပါတယ်ဗျာနော်ဒီဆက်ကလေးကဒီဖုန်းထဲကနေအခွင့်ပိတ်လုပ်လို့ရပါတယ်ဖုန်းထဲကနေအခွင့်ပိတ်လုပ်လို့ရပါတယ်ဗျာနော်အဲဒါနံပါတ်1အာသာချက်ပါနံပါတ်2အာသာချက်ကတော့ဒီမှာကျွန်တော်တို့ကွန်ထုပန်နယ်ကြီးပါမယ်ကွန်ထုပန်နယ်ထဲမှာဆိုရင်ကျွန်တော်ဒီ စားမွေအပွင့်ပိတ်ပါမယ်ပုံမစားအပွင့်ပိတ်ပါမယ်နောက်တဲမှာဆိုရင်ကျွန်တော်တို့ဒီမှာဘရိကာတွေပါမယ်စိတ်ကတ်တွေပါပဲအိမ်ရောက်ရင်ကျွန်တော်တို့စိတ်ကတ်တွေဘရိကာတွေဆက်ခံရမှာမလို့ပြန်နော်အိမ်ရောက်တာနဲ့ကျွန်တော်တို့ဒီဘရိကာတွေဝင်ပြီးတော့မီးဝင်ပြီးတော့သုံးလိုက်ရမှာပြန်နမန်3အားသားချက်ကကျွန်တော်ဒီလိုစားမွေမော်တာနဲ့စားမွေမော်တာကိုအဲမော်တာစောက်တို့လုပ်ပေးထားတယ်ရေလျားစနစ်ကောင်းတဲ့အတွက်အဲအင်းနှုံခဲမြန်မယ်နောက်တစ်ချက်ကကျွန်တော်စားယူခြင်း ယူခြင်းမှပြီးပြီးမယ်ပေါ့နော်စားယူခြင်းစားစားယူတာတို့ပြူတာတို့စားရည်ယူတာတို့မရှိတော့ဘူးပေါ့နော် နောက်တော့နောက်ဆုံးနံပါတ်နောက်ခမက်၃ချက်ကဒါမျိုးဒီမော့တော့ဒီစတိမှုရေခဲမှုရေခဲမှုတုံးနေရတော့1 byte 1.2 mm အထူရှိပါတယ်။နောက်စတီစတီတွေအော်စတီတွေပါဗျာနော်။စတီအထူက1.2 mm ရှိပါတယ်ဗျာ။ ကဲနံပါတ်1အတချက်ကတော့ကျွန်တော်တို့ဒီပုံနဲ့အဖွင့်ပိတ်လို့လို့ရတယ်နံပါတ်1အတချက်ကတော့ဒီပုံနဲ့အဖွင့်ပိတ်လို့လို့ရပါဗျာနော်ပုံနဲ့နေအဖွင့်ပိတ်လို့လို့ရပါဗျာနော်အဲနောက်နံပါတ်2ကတော့ကျွန်တော်တို့ဒီမှာစောင်းဝင်မော်တာ မော်တာစောင်းတို့ဖြစ်တဲ့အတွက်စားရည်ယူသိမ်းမှုတွေစားရည်ယူသိမ်းမှုတွေမှာကင်းဝေးတယ်နောက်နံပါတ်3အချက်ကတော့အဲကျွန်တော်ဒီစတိဩစတိပေါ့နော်အဲဒီမိုရီယာစတိစတိရည်ခဲမိုရီပါဗျာနော်နောက်1.2မီလီအထူးရှိပါတယ် နောက်ပရိညာစာနေဖရိနေပါမယ်ဖရိညာအန္တစာစတိဒီပါဗျာနော်ပရိညာနေစာစတိနောက်တစ်ချက်ကကျွန်တော်တို့နောက်ဆုံးချက်ကတည်းကကျွန်တော်စာကန်ဒူပေါ့နော်စာကန်ဒူအထူကိုကျွန်တော်လေးလက်မှလေးလက်မှဒူအထူနဲ့သွားပေးလုပ်ပေးထားဗျာနော်စာကန်ဒူအထူကတော့လေးလက်မှဒူအထူပါဗျာစာကန်ဒူအထူကတော့ဒါလေးလက်မှဒူအထူပါအေးတိန်အေးထိမ့်သိမ့်မှုအရန်ကောင်းပါတယ်နော်နှစ်လက်မှဒူထက် အေးထိမ့်သိမ့်မှုကောင်းပါလေဗျနှလုံးမဒူးတဲ့အေးထိမ့်သိမ့်မှုကောင်းပါလေနှလုံးမဒူးရအေးထိမ့်သိမ့်မှုကနည်းနည်းလေးအဲကြော့ပါလေဗျနော်တော့အပြင်ကိုအေးပေါက်တာတို့ဘာလို့ဖြစ်ပါလဲနှလုံးမဒူးကတို့လေးလက်မဒူးဖြစ်တဲ့အတွက်ကျွန်တော်အေးအရင်ကိုအေးအရင်မပေါက်တော့ဘူးဗျနော်အေးထိမ့်သိမ့်မှုတော်တော်ကောင်းပါလေကျွန်တော်ဆန်းနေရအဲကျွန်တော်ဒီဟာကိုတော်တော်လက်တွေ့ကြကြတော့ဆန်းနေပါဗျဆန်းပြီးတော့ကျွန်တော်ခုပြောတာပါနော်အေးထိန်းနေမှာတော်တော်ကောင်းပါလေခဲရလည်းကောင်းပါလေဗျနော်အခဲမြန်လည်းမြန်ပါလေ ပေါက်စိတ်တုံး330 6နိုင်တပြန်နဲ့ထွက်ပါရနော်ပေါက်စိတ်တုံး330 6နိုင်တပြန်နဲ့ထွက်ပါလေအားလုံးမင်္ဂလာပါဒီဆက်ကလေးက800လီတာအဲစတီးစားကန်ရေကဆက်ကလေးပါဗျ800လီတာစတီးစားကန်ရေကဆက်လေးပါ စတိစားကန်ဆိုရင်ကျွန်တော်တို့ရေကဲဘုံဆိုလဲစတိဘုံ frame state of austerity ပါเนาะရေကဲဘုံကစအကောင်တော့ austerity ပါစတိဘုံနေကြပါပဲအဲဒီဆက်ကလေးကိုကျွန်တော်မြင်းကောင်ကြီးအား၃កောင်အားနဲ့ဆင်ပေးထားတယ်အဲမြင်းကောင်ကြီးအား၃កောင်အားနဲ့ဆင်ပေးထားတယ်ခင်ဗျာအဲဒီမှာကျွန်တော်တို့ဒီဆက်ကလေးကဒီမှာဒီကွန်မစာနဲ့ကွန်မစာအစ်စ်ပေါ့ကွန်မစာအစ်စ် original ကွန်မစာအစ်စ် original အပူပိုင်း အဲကျွန်တော်ဒီမှာဘာဖြတ်ပါမလဲဆိုတော့ဒီလို control panel ကြီးပါမယ် control panel ထဲမှာဆိုရင်စာမွေအဖွင့်ပေးပါမယ်အကောမစာဖွင့်ပေးပါမယ်အဲ time rate ဒီရဆိုရင် temperature ကြီးကြည့်လို့ရမယ်ဘိုးကြီးကြည့်လို့ရမယ် ampere ကြီးကြည့်လို့ရမယ်ကြာနော်အဲ auto manual နှစ်မျိုးမောင်းလို့ရမယ်ဒါဆိုရင်ဒီကောင်နဲ့ auto မောင်းထားတာ manual ဆိုရင်နှိပ်ပြီးတော့မောင်းလို့ရတယ်ကြာနော်နောက်တစ်ချက်ကကျွန်တော်ဒီထဲမှာဆိုရင် breaker ကြီးပါတယ်အဲ single zone နဲ့ ီကတ်တွေလည်းပါရတာเนาะစီကတ်ဆိုတဲ့အကောင်ထည့်ပေးထားတယ်เนาะစီကတ်တစ်လုံးတစ်သိန်းကျော်ထည့်ပေးထားတယ်ဒီကွန်တာတစ်လုံးနဲ့ငါเนาะ၈တောင်တစ်သိန်းနေတယ်เนาะကွန်တာတစ်လုံးနဲ့၈တောင်တစ်သိန်းနဲ့ရှိပါတယ်ဗျာเนาะအဲ့ဒါကျွန်တော်ထည့်ပေးထားတယ်တော်ရီစားမွေပေါ့နော်စားမွေကိုမော်တာဇောက်ထိုးစားမွေကိုမော်တာဇောက်တို့ဒီ100လီတာလေးကကျွန်တော်တို့ပေါင်25ပေါင်လုံးဆိုရင်အဲ24တုံးထွက်ပါတယ် 25ပေါင်တုံးဆိုရင်24ပေါင်ဖွဲ့ပါတယ်ကျွန်တော်လေးလက်မပတ်လက်တုံးလေးဆိုရင်လေးလက်မပတ်လက်တုံးလေးဆိုရင်ဒါအတုံး52တုံးစတယ်ဗျာနော်လေးလက်မပတ်လက်တုံးလေးဆိုရင်52တုံးဆိုရင်အဲအဲကျွန်တော်ဒီမှာကျွန်တော်ဒီမှာရှိတဲ့စက္ကဲထူးခြားချက်တွေကကျွန်တော်ဒီမှာဆိုရင်အဲဒီပေါ့နော် ီလို study frame တန်းနေပေါ့ဗျအဲဒါမျိုး study frame တန်းနေ study frame တန်းနေကျွန်တော်စနေသင်ပေးထားကြเนาะ study frame တန်းနေနဲ့အဲကျွန်တော်ဒီရလုပ်ဖို့အတွက်သင်ပေးထားကြเนาะ study frame တန်းနေကျွန်တော်လုပ်ပေးထားကြเนาะမော်တာဆိုလည်းဒီမျိုးပေါ့နော်မော်တာသောက်တို့မော်တာသောက်တို့လည်းဒီလေးစနစ်ကောင်းတယ်မော်တာသောက်တို့လည်းခြင်းအပြည့်ဒီလေးစနစ်ကောင်းတယ်ဗျာနော်ဒီလေးစနစ်ကောင်းတယ်ကျွန်တော်ဒီမှာ အဲဒီမှာဆိုရင်အီးကွန်မစာဆိုတဲ့ဒီမှာအီးရောက်နေပေါ့နော်ပိုက်ချိုးပိုက်ခွေးစနစ်တကျတက်ဆင်ပေးထားတယ်ကြာနော်ပိုက်ချိုးပိုက်ခွေးတွေစနစ်တကျတက်ဆင်ပေးထားတယ်၃កောင်အားလေးပါနော်ဟယ်လိုပြင်မင်လာပါဒီစက်ကလေးက400လီတာစားကန်ရေကစက်ကလေးပါရေကပေါင်လုံး25ပေါင်လုံး16တုံးထုတ်လို့ရတယ် 35ပေါင်တော့16တုံးကြီးထုတ်လို့ရပါတယ်နောက်5ပေါင်ပေါင်90တုံးအတုံး10တုံး10တုံးထုတ်လို့ရပါเนาะပေါင်90တုံးဆိုရင်10တုံးထွက်ပါတယ်အဲဒီတက်ကလေးကကျွန်တော်တို့ဒီမှာ3ပေါင်အားနဲ့ဆင်ပေးထားပါတယ်ကျွန်တော်မှာ3ပေါင်အားနဲ့ဆင်ပေးထားပါတယ်ဒီတက်ကလေးကကျွန်တော်တို့မှာ control panel ဒီပါမယ် ုလို့ပန်နေပါမယ်ကနော်ဒီစက်ကလေးကကွန်လို့ပန်နေပါမယ်ကွန်လို့ပန်နေမှာစားမွေအဖွင့်ပိတ်ပါမယ်ကွန်ပစာအဖွင့်ပိတ်ပါမယ်အော်တိုမန်ယူရဲ့နှမျိုးမောင်းလို့ရမယ်အလန်းစနစ်တွေထည့်ပေးထားရပြန်နော်အလန်းစနစ်တွေထည့်ပေးထားရပြန်နော်အလန်းစနစ်တွေထည့်ပေးထားတယ်အထဲမှာဆိုရင်ကျွန်တော်ဘရိတ်ကာရေးစိတ်ကတ်ဒီအဲဘရိတ်ကာလေးအကောင်းစားစိတ်ကတ်လေးအကောင်းစားကွန်တက်တိုင်းစားအကောင်းစားကြီးကျွန်တော်တို့တက်စင်ပေးထားရပြန်နော်အဲစားမွေရဒီမော်တာဇောက်ထူးပါ ကျွန်တော်ဒီစံတရားဆိုရင်ကျွန်တော်35ပေါင်လုံး16တုံးထွက်ပါဗျာเนาะ35ပေါင်လုံး16တုံးထွက်ပါ35ပေါင်လုံး16တုံးထွက်တာကကျွန်တော်ပါဇက်အပြော့ပေါ်တော့တကယ်တမ်း25ပေါင်ပဲပါပါဗျာเนาะ25ပေါင်ပါပါတယ်25ပေါင်16တုံးထွက်ပါတယ်25ပေါင်16တုံးထွက်နောက်တဲ့ဟွာကြတော့အယောက16တုံးထွက်မယ်အပြည့်က16တုံးထွက်မယ်အပြည့်ကတော့35ပေါင်လုံးပေါ့เนาะဒါကတော့ကျွန်တော်30ဟိုဒေတာအခေါ်ဆိုရင်တော့35ပေါင်လုံး အဲကျွန်တော်တို့ဒီကတကယ်ပြပြနေနေနေဆိုရင်တော့ပေါင်စိတ်တုံးပေါ့နော်ပေါင်အယောတုံးနဲ့ရှိရပြအစိတ်တုံးအယောတုံးနဲ့ရှိရပြနောက်ပေါင်90တုံးဆိုရင်လည်း100တုံးထုတ်လို့ရမယ်ပြနော်100တုံးထုတ်လို့ရမယ်